အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ချက်သွန်ကျော်ရဲ့ဘုရားကျော်လေးရဲ့ကျော်ပြီးတော့စားပါမယ်ဘုရားကျော်ကျော်ဖို့ကိုပရိမိတ်ထုတ်သေးသည်ရှိတယ်အဲ့ဒီအမှုန်လေးတွေကိုရင်းနှီးလေးနဲ့နိုင်ဝက်လောက်စိမ့်ထားပါတယ်ချက်သွန်လေးပပပပလှီးပြီးတော့လည်းထည့်ထားပါတယ်ရှင်ဆော်ဒါလေးနည်းနည်းထည့်ပြီးတော့ပွအောင်နိုင်ဝက်လောက်ထားပါတယ်ပွလာပြီဆိုရင်တော့ စကြောပါပြီစီဦးနဲ့စီပူလာရင်လက်နဲ့ပဲလုံးခဲလိုက်ပါတော့တယ်ဘယ်အကျော်လေးနဲ့ငပိလေးနဲ့စားရင်လည်းရမ်းစားကောင်းပါတယ်ရှင်အချင်းဟင်းလေးလေးနဲ့စားလဲစားလို့ကောင်းပါတယ်ထမင်းမိမ့်ပါတယ်ရှင်ဘယ်အကျော်ကော်ဖီလေးနန်းနန်းပင်လေးကြက်သွန်လေးအယုတ်ဒီစိမ့်လေးထည့်ပြီးတော့အချင်းလေးနဲ့တုပ်စားရင်လည်းရမ်းစားလို့မိမ့်ပါတယ် ဘုရားကျော်ဘူးတိကျော်ကိုအသီးရွယ်လေးနဲ့ကော်ပီလေးနဲ့တုပ်ပြီးတော့များထမင်းစားလို့ရတော့အသားဟင်းနေမလို့ရှင်အသားဟင်းနဲ့တောင်ဘူးထမင်းစားမိန်ပါသေးတယ်ကျက်တုံလေးတွေကိုလည်းလှီးပြီးရွှေလေးပြာကျော်မှုနဲ့နေထားပါတယ်ရတာလေးလည်းထဲထားပါတယ်ပြီးတော့ ဘုရားကျော်ပြီးတော့သူချက်ကျော်ပါတယ်ရှင်။ရန်စားလို့ကောင်းပါတယ်။သမီးနဲ့စားမယ်။ချက်ကျော်လေးရလည်းဝယ်ထားတာရှိပါတယ်။ကျမနဲ့ထမင်းတူစားဖို့ခိတ်ခေါ်ပါတယ်စားကြပါအောင်ရှင် တိတ်အဆက်မစားနိုင်လို့ငေဦးသီးကတော့နည်းနည်းပဲထဲပါတယ်ရှင်။မမငေဦးသီးမှုံများများလေးနဲ့ရှယ်နေစားရင်တိတ်ကောင်းပါတယ်ရှင်။သူများတွေစားတာကိုကြည်ကြည်ပြီးတော့အရင်အားကြခဲ့ပါတယ်။ကိုကိုတိုင်းတော့အဆက်တိတ်မစားနိုင်လို့ရှော့စားပါတယ်ရှင်။စားကြပါအောင်ရှင်။ ားလုံးကိုကျေးဇူးတင်ပါတယ်။ကျမ်းမာကြပါစေ။နောက်ထပ်လည်းပြန်တွေ့ပါဦးမယ်။တတပါ